ောက်ပိုင်လီချင်းဒီကောင်ကဘာဖြစ်စားငါတောက်ပိုင်ရတယ်လဲဆိုရမူးပေါ့နော်အဲအဲ့လိုတောက်ကိုချစ်တဲ့စိတ်နဲ့အဲ့ဒီဟာကြီးကိုထည့်လိုက်တဲ့အချိန်မှာဟိုအချိန်လွန်လာရဲ့စိတ်ရဲ့အားရဲ့အရမ်းများွားလေဟောင်းဆိုတော့လေသူကလေအဲ့လိုပြောဘာစလို့ပြန်သွေးရလိုက်တယ်ဟုတ်ပြီအမလည်းအရန်အားနာပါရဲ့ဟို တတော်ပြင်းသွားလေရှုတဲ့တကူလုံးနိုင်သွားအမရဲ့ရိုက်တန်းဆိုလေအမလည်းသူ့တောင်းပန်တာဗောညီမလေးရဲ့ဘယ်လိုမှမအောင်မိနဲ့အမမတော်တဆပြစ်တာဗောသူလည်းရပါတယ်ရပါရပါတယ်ဒါဆိုတော့ तू လည်းတတော်နာဝါသီလားนครเนี่ยแหละอาชีพเนี่ยย้ายมั้ยญาติช่างดีหน้าหลอกก็เลยตั้วมั้ยลุกท้าได้เนี่ยตุ๊ป้านี่เลยยังว่ะเบเลยติล่ะไอ้หลอမျိုးบ่ไอ้ไอ้หลออำมัดเนี่ยฤทธิ์ได้อ่าอำมาก็อเปิมา ့ခုသားရှိတယ်ဆိုရင်တော့သားချစ်တဲ့မိမကိုလိုက်ချစ်ပေးပါလားသားရင်းရဲ့သားချစ်တဲ့မိမကိုလိုက်ချစ်ပေးမယ်ပါပါတယ်ပါတယ်အေးဒါရုပ်ရှင်လေမုံမီကတော့မတ်တရားလေးရှိတာပေါ့နော်ခုနကဟိုပြသွားတဲ့အခန်းမှာဆိုရင်ဒီချာလီကနေငါ့ကိုကြိုက်တယ်လို့လုပ်ပါဆိုပြီးတော့ပြောတဲ့ချက်မှာညီမကပိုက်လိုက်တာပေါ့နော်ညီမကိုဝင်ပြီးတော့ပိုက်လိုက်တာရာဇင်တော့အမားတို့ကတိတ်ချချိန်ရတာပါသူအလှအမားလက်အရွယ်ပေါ့နော် ဒါပေမဲ့တကယ်တကယ်ရိုက်တဲ့အချိန်မှာမုကလည်းအရန်ပါနေဟိုဒေါသရဲ့ထဲ့ထားတာရဲ့ဟိုအချိန်နဲ့ပြေးစင်းတာရဲ့သူ့ကိုလှမ်းဆွဲလိုက်တာရဲ့တဲ့။ချိန်သားတိတ်မကြိုက်တော့သူ့အစိတ်ပြီးသွားပေါင်းဆိုတော့လေ။သူကလည်းအဲ့လိုလုပ်ပြီးတော့ဟာဆယ်လို့ရမသူရလိုက်တယ်။ဟောလေအမလည်းအရန်အားနာသွားတယ်။ဟို ော်တော်ပြင်းသွားလေရှုပ်တဲ့တကူလုံးတိတ်သွားအမရဲ့တန်ဇာလေအမလည်းသူ့ကိုတောင်းပန်တာဗောညီမလေးရဲ့ဘယ်လိုမှမပေါင်းမိနဲ့အမမတော်တဆပြစ်တာဗောသူလည်းရပါတယ်ရပါရပါတယ်ဒါဆိုတော့ तू လည်းတော်တော်နာဝါသီလားโอ้အမရိုက်တာအမလည်းအရမ်းလေအဲ့လိုငကိုလေးကလည်းအပြင်းပြင်းနဲ့ယူမယ်ညီမရှောင်းဒီနားလောက်ကပဲသွားမယ်လို့လှုပ်ထားတယ်ညီမသူ့ပါကြီးလည်းရောင်သွားပဲလေသိလား အဲ့လိုမျိုးပေါ့အဲ့အဲ့လိုအမှတ်တရတွေရှိတယ်အဲ့ဒီတော်တော်ဆိုးတဲ့ချွေးမမူးကိုဝေတာပေါ့ငါသားကိုပါလေခြင်းဒီတော့မဘာကိစ္စငါသားကိုပါရလေဆိုရမူပေါ်တော့အဲအဲ့လိုသားကိုချစ်တဲ့စိတ်နဲ့အဲ့ဒီဟာယူထည့်လိုက်တဲ့အချိန်မှာဟိုအရှိန်လွန်လာရဲ့စိတ်ရဲ့အားရဲ့အရမ်းများွားလေသူလဲက तू 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 လှည့်ရမယ့်ဟာလေနည်းနည်းလေးသူကရှစ်တိုးလာတော့အဲ့မှာကွတ်တီထီွားမှာ အဲနှစ်ယောက်စလုံးကတော့အားပြိုင်တာပဲလေဒါပေမဲ့အဲနောက်ဆုံးတော့ तू ကအဲရောက်ခမကြီးဖန်နေဖြစ်သွားတာလေသူ့မှာသားသမီးရှိလာတဲ့အခါကျတော့အဲသူ့ရဲ့သားလေးကသူ့ယောက်ျားပုံစံအတိုင်းပေါ့နော်ငငယ်တော့ကသူ့ယောက်ျားပုံစံအတိုင်းဖြစ်တဲ့အခါမှာ तू က သူရောက်ခမာကြီးဘာကြောင့်ငငယ်ငယ်တုန်းကသူတို့ဒီလိုလှုပ်တာလဲဆိုတာကိုသူခံစားလို့ရသွားပါဘောเนาะအဲ့တော့ဒေါတင်တီဆိုကရောက်ခမာကြီးပန်တယ်ပေါ့အဲ့ကျပေါ့ရယ်လေအဲ့ကျပေါ့ရယ်လေရှီရတယ်ဒါပေမဲ့အဲ့ဒီခန်းတော့ကတော့လေဟိုဒီမသားလေးရီစရာလို့ပြန်ဖြစ်တာပေါ့နော်တကယ်တကယ်ရိုက်ခွင်းမှာကြတော့အဲတယောက်တယောက်ပြီးတယောက်ပြောရမယ်မှုရယ်နောက်တော့ဟိုသူပြောပြီးရင်ကိုပြောမယ် အဲဘယ်သူပြောမိရင်ဘယ်သူပြောရမလဲဆိုတာကြီးလိုက်မှတ်နေတာရဲ့အိုက်တင်ချဲ့တာရဲ့ဆိုတော့အဲ့လောက်ရည်စရာမကောင်းဘူးပေါ့နော်တကယ် drama လို့ရိုက်ရတာ哦အဲ့ဒီမှာကျတော့အဲ့ drama ရဟာတာကြီးလို့ဖြစ်နေတယ်အေးပေါ့ဟိုစိတ်ကလေဘလို့ဖြစ်လာဖြစ်တာလဲဆိုတော့အမေတယောက်နေနေကိုကသားကိုအရန်ချစ်တယ်ဒါပေမဲ့ကိုအရန်မုန်းနေမိန်းမကိုသားကချစ်နေတဲ့အတွက်ဟိုသားကိုလည်းပြောလို့မရတော့ဒီချွေးမကိုပို့ပို့မုန်းလာပါပေါ့နော်အဲ တာကိုဘက်ကိုပါတယ်ဆိုရင်တော့ချွေးမကိုတိတ်မုံလောက်မယ်မထင်ဘူးအခုကတာဟိုသူ့မိန်းမမသူ့မိန်းမဆိုတဲ့ဟာမျိုးဖြစ်တော့နင်အဲ့လောက်ထိဖြစ်ရလားငါနင်ကိုအလောက်ချစ်တယ်တော့နင်ကအဲ့ဒီမိန်းမကိုချစ်ရလားဆိုတဲ့စိတ်နဲ့မချစ်တင်ခဲ့ဖြစ်ပြီးတော့သူ့သားသူ့ဘက်မပါလေချွေးမကိုပုံမုံလေပေါ့နော်အဲအဲ့အဲ့လိုမျိုးဖြစ်တာဆုတဲ့အဲ့ဒီမှာပြောသွားတယ်လို့ပေါ့လူတိုင်းကကိုခံစားမှုမှပဲနားလည်နိုင်ကြလေ ဲ့ဒီမှာခက်ခက်မှာနောက်ဆုံးမှာသူကိုယ်တိုင်ကဒီဒုက္ခကိုသူခံစားသွားတာသူ့သားလေးကသူ့သဘောမတူတဲ့မိန်းမနဲ့လိုက်ကြိုက်သွားတယ်ဘလို့မပြောလို့မရဘူးအဲ့ဒီမိန်းမမှာအဲ့ဒီမိန်းမဆိုသူ့ရဲ့ဘဝမှာငငယ်တော့ကသူလှုပ်ခဲ့တဲ့အရာတွေပေါ့နော်အဲငငယ်တော့ဆိုရင်အဟိုဟာชาลีอ่ะအမောက်ပြန်ပြီးတော့ခံပြောတာတွေอ่ะအခုသူ့အသက်ကြီးတဲ့အချိန်မှာသူ့သားသူ့ပြန်ခံပြောတာတွေအဲ့လိုမျိုးတွေနေသွားတဲ့အခါမှာ စိတ်ကထက်တူသွားကြတာပေါ့ဟာတကယ်ကိုခံစားလိုက်ရချင်ပါအော်ငါတို့ကငါအခုခံစားနေရငါဒီလိုခံစားနေရတယ်ဆိုရင်ငါရောက်ခမကြီးလဲအဲ့ဒီတော့ငါလိုပဲခံစားရမှာပဲဆိုတော့ခံစားချက်ချင်းသွားတူလို့အဲ့အဲ့လိုနားလဲပြရခံစားချက်ချင်းမတူရင်တော့ဖြစ်ပုံချင်းလည်းမတူရင်တော့နားမလဲပြနိုင်ဘူးလေပြင်ပါကလည်းခမသားချင်းလေးဆိုတော့ဖြစ်နေရဆိုတော့ခံစားနိုင်ပါ့မလားအမအမတော့ပြင်ပါ ကို့အသားရှိတယ်ဆိုရင်တော့တားချစ်တဲ့မိမကိုလိုက်ချစ်ပေးပါလားတားရင်ရတော့တားချစ်တဲ့မိမကိုလိုက်ချစ်ပေးမယ်ကပါပါတယ်ပါတယ်အေးဒါရုပ်ရှင်လေအမကဘလောက်ဆိုဆိုလက်ခံပေးမှာလားဆွေးပါအလက်ခံပေးတယ်လက်ခံပေးတယ်ဘာပြောလို့ဆိုတော့အမမကအခုကရောင်းမတစ်ယောက်ရှိတယ်လေရောင်းမတစ်ယောက်ရှိတယ်အဲမက်ကလေးတစ်ယောက်ရှိတယ်ပေါ့နော်အမတို့အရင်ချစ်တယ် ။ညံချစ်တယ်။အဲ့ Mac လေးနဲ့လည်းမောင်နှမတွေလိုပဲချစ်တယ်။အဲရောင်းမနဲ့လည်းဒီမတွေလိုပဲချစ်တယ်။အမထင်တာကတော့နှစ်ပိုင်းကွဲသွားလိမ့်မယ်လို့ထင်တာပဲလေ။အဲရောက်ကမဘက်ကလည်းဒါရောက်ကမမှန်နေပေါ့နော်။ဒါသားသမီးကိုကြာချစ်တဲ့စိတ်ပေါ့။အဲချွေးမဘက်ကလည်းချွေးမမှန်နေပေါ့။ဒါပေမဲ့အမအတွေးမိရဒီကားကိုကြည့်တဲ့အချိန်မှာပေါ့နော်။ရောက်ကမလည်းနည်းနည်း short ။အဲချွေးမလည်းနည်းနည်း short ။နေနေစားအောင်စီရှော့လိုက်ရင်တော့သူချစ်သွားကြမယ်ထင်တယ်။အမုံမိကိုဟေးပလေးမှာမနဲ့ပိုင်းကြည့်ရမယ်။ ့ MRTV ဘုံမှာည9:00နာရီပြပါမယ်။တနင်္လာနေ့ကနေတောက်ကြနေ့ထိရက်တွေအများကြီးကြည့်ရမယ့်အတွက်တဝိုင်းကြည့်ရမယ်လို့ထင်ပါတယ်။ကြည့်ပြအောင်ကြည့်ပါလို့လည်းဖိတ်ခေါ်ချင်ပါတယ်။